တငယ်မရေမှုတွေကိုထိထိရောက်ရောက်အေးအေးယူပြီးပြည်ထောင်ချမှတ်နိုင်မဲ့ဥပဒေတင်သွင်းသွားမယ်လို့လူငယ်ရေးရာဖြစ်မြောက်ရေးမူဝါဒအဖွဲ့ကပြောပါတယ်ဒီသတင်းကိုတော့သူစာလင်းပေးပို့ထားပါတယ်ရှင်။ဟောအေးဟုတ်တယ်သူကမှသိနေတယ်။လက်ရှိမြန်မာနိုင်ငံမှာတငယ်မရေမှုတွေအတွက်ထိုက်တဲ့အေးအေးယူဆောင်ရွက်မှုတွေမရှိတာကြောင့်ထိထိရောက်ရောက်အေးအေးယူနိုင်ပြီးပြည်ထောင်ချမှတ်နိုင်တဲ့ဥပဒေတင်သွင်းသွားမယ်လို့စက်တင်ဘာလ9ရက်နေ့ကကျင်းပတဲ့လူငယ်ရေးရာဖြစ်မြောက်ရေးအဖွဲ့ကစာနယ်ဇင်းရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။ ဒီတန်ငယ်မရင်းမပြောနဲ့အမရဲ့ဟိုမရင်းဆိုတာကတော့ဘယ်အရာမှကောင်းတာမဟုတ်ဘူးဒါဒီ crime မှုအကြီးကြီးဖြစ်တယ်အဲ့ဒီလိုပဲကျမတို့တွေအမျိုးသမီးတွေပေါ်မှာကာကွယ်စောင့်ရှောက်မှုဥပဒေတွေလည်းလိုအပ်တယ်ဆိုတော့ကြတော့တောင်းဆိုသွားဖို့ရှိရဒီအမျိုးသမီးတွေအပေါ်မှာသူကြီးဆိုလို့ရှိရင်ဒီတန်ငယ်တဲ့အမျိုးသားအမျိုးသမီးကလေးတွေအပေါ်မှာဒီမျိုးစုံနဲ့အကြမ်းဖက်မှုတွေပားပြောက်ရေးဥပဒေတွေပြီးပြီဆိုလို့ရှိရင်ဒီအာပြစ်ဒဏ်တွေကိုထိထိရောက်ရောက်နဲ့အေးအေးယူနိုင်မဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ပြီးဆိုလို့ရှိရင်အာနောက်ပြီးဆိုလို့ရှိရင်ပေါ့နော် process မကြဘဲနဲ့အပြစ်ရှိရဆိုရှိတယ်ဆိုတဲ့အတိုင်းလင်းလင်းမြန်မြန်နဲ့ဒါတွေကိုအရေးယူနိုင်မဲ့ဥပဒေတွေပါဝင်နိုင်မှုလဲကျမတို့တိုက်တွန်းသားမှမျိုးရှိတယ်တန်ငယ်မရိမှုတွေနဲ့အမျိုးသမီးတွေပေါ်ကြမ်းဖက်မှုတွေကိုကာကွယ်ပေးနိုင်တဲ့ဥပဒေမျိုးရှိစေချင်တယ်လို့လည်းသူတို့ကပြောပါတယ်။ဒါပြင်အင်းရင်းအောင်တွေရဲ့လူငယ်တွေပြင်ထွက်ပြီးလုံလုံနိုင်အောင်လူငယ်တွေကိုကူညီပေးနိုင်တဲ့လူငယ်ဖွဲ့စည်းဖွဲ့စည်းဖို့ရှိတယ်လို့လူငယ်ရေးရာဖြစ်ပေါ်ရေးမူဝါဒဖွဲ့စာနယ်ဇင်းရှင်းလင်းပွဲကိုလာရောက်လေ့လာတဲ့မက်ခင်ယူမော်ကပြောပါတယ်။ အမှုတစ်ခုအလုပ်မယ်ဆိုလို့ရှိရင်တက်ငယ်မတိမှုဆိုလို့ရှိရင်ပေါ့နော်။ဘာဖြစ်ဖြစ်ဆိုရဖွဲ့စီတွေအလုပ်ပေးမယ်တင်ကြပါသူပါပေါ့နော်ပြောတယ်ဒါပေမဲ့တကယ်တကယ်လုပ်ပေးဆိုလို့ရှင်သူမှလုပ်မပေးကြအောင်ပေါ့နော်တကယ်ခံနေရတဲ့လူကတကယ်လက်ရှိခံနေရတဲ့အမျိုးသမီးတွေနဲ့ကလေးတွေပဲခံနေရတယ်အဲ့တော့မတို့ကတငယ်မရင်းမှုပေါ့နော်ဟိုအထဲဝါလုပ်စီခြင်းနဲ့အမျိုးသမီးချမ်းမှတ်မှုတွေနဲ့ပတ်သက်တဲ့ဥပဒေကိုလည်းပေါ့နော်လုပ်စီခြင်းနဲ့ပေါ့နော် လူငယ်ရေးရာဖြစ်မြောက်ရေးအတွက်မူဝါဒဖွဲ့ကို2012ခုနှစ်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။လူငယ်တွေများသူပူးပေါင်းပါဝင်လာနိုင်ဖို့အတွက်လူငယ်ရေးရာမူဝါဒဖွဲ့အနေနဲ့အင်းစိလှဲတဲ့နဲ့မြင်းဒီကုန်းစတဲ့မျိုးနယ်တွေရဲ့လူငယ်တွေများသူရှိနိုင်တဲ့နေရာတွေမှာစီယုံမှုတွေလှုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ကျွန်မကသူစားလေးမှာ